ဘာလုံးမဲမဲလာပါကျွန်တော်ဒီနေ့ပြောချင်တာကဒီအသက်20နောက်ပိုင်းမှာဗောနောမိတ်ဆွေတို့အနေနဲ့ဒီအရက်ရှည်ကျင်တဲ့သူတွေအရက်ရှည်ကျင်တဲ့သူတွေနားထောင်သင်တယ်ဗောနောအသက်20နောက်ပိုင်းမှာအရက်ရှည်အောင်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာကဒီကြိုးထားဟိုအဓိကစ조사စ조사ပြီးလုပ်ကြည့်တဲ့အရာတွေဗောနောအဲ့ဒါပထမဦးဆုံးအနေနဲ့ဘာဘယ်လိုချက်လဲဆိုတော့ပထမဦးဆုံးအနေနဲ့ diet ဗောနောအဲ diet ဆိုတဲ့နေရာမှာ ဒီလိုကြတော့ဒီကော့ဒါရက်တစ်ခုကဒီကိုယ့်ရဲ့ဒီအရေးရှိတဲ့ဟာကိုအကူအညီထောက်ပံ့ပေးတယ်ပေါ့နော်အဲ့တော့ကော့ဒါရက်ဖြစ်ဖို့အတွက်ဆိုရင် ကိုစားနေတဲ့ဒီအစားအစာတွေမှာအချိုးအစားညီညီပေါ့နော်ဘယ်ဟာကတော့ဘယ်လောက်ဘယ်ဟာကတော့ဘယ်လောက်ဆိုပြီးတော့အဲ့လိုမျိုးပါနေတဲ့ အဲ့ဒီမှာပါတဲ့နေဟာတွေရှိတယ်ဗောနော်အဲ့ဒီမှာဆိုရင်အတိရွက်တွေရှိမယ်ပြီးရင်ဒီဥတွေရှိမယ်ပြီးရင်ဒီအသားတွေရှိမယ်ပြီးနောက်ပြီးတော့ပဲတို့စားတယ်ဗောနော်ချောကလက်တို့စားတယ်ဗောအဲ့လိုမျိုးကိုစားနေတဲ့ဒီအစားအစာတွေထဲမှာဒီလိုမျိုးချိုးစားညင်ညင်နဲ့စားနေမယ်ဆိုရင် ကိုအရက်ရှိတာကိုလည်းသူကအရက်ရှိအောင်ဗောနော်ဒီကအထောက်ပံ့ဖြစ်နေမယ်ဗောနော်အထောက်ပံ့ဖြစ်နေမယ်လို့ပြောထားတယ်ဗောနော် တော့နံပါတ်2ချန်နေနေကကြတော့အချိန်ပြပြဝါအိတ်တာမျိုးပေါ့နော်အချိန်ပြပြဝါအိတ်တယ်ဆိုတော့ကတနေ့ကို8နာရီကနေ10နာရီလောက်ထိအိတ်တာမျိုးအဲ့ဒါကကိုယ့်ရဲ့ဒီ growth hormone ပေါ့နော် growth hormone တွေကို90ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းလောက်အထိကိုသူကဒီတိုးတက်စေတယ်ပေါ့နော်အဲ့တော့ deep sleep ဖြစ်ဖို့လိုတယ်ကိုယ်ပမောင်းစအိတ်ပြီးတော့ဒီနည်းနည်းလေး deep sleep ဖြစ်လာတဲ့အချိန်မှာ အဲသူရဲ့ဒီကြီးွားတဲ့ဒီဟော်ဟော်မုန်တွေကဒေဗယ်ကဒီဘလောက်ဟိုပရမတ်နှစ်နာရီအတွင်းမှာပေါ့နော်နေ့နှစ်နာရီအတွင်းမှာသူကတက်လာလေးရှိတယ်။ဒါကြောင့်ကိုယ်အနေနဲ့ကဒီအိတ်တဲ့အချိန်မှာ deep sleep ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်။ပြီးရင်အဲတောင်းတတာနဲ့ဒီငြင်းငြင်းညံ့ညံ့အိတ်ဖို့လိုအပ်တယ်ပေါ့။ ဟုတ်ပြီနံပါတ်3ချက်အနေနဲ့ကကြတော့ကျွန်တော်ဒီအာကသလောက်တာပေါ့နော်ကိုကအချိန်ပေးပြီးတော့ဒီအာကသယုံနေပါလိမသွားနိုင်အောင်ဆိုရင်လမ်းလျှောက်တာတို့စပိန်စီးတာတို့စသဖြင့်အဲ့လိုမျိုးတွေလုပ်ပေးလို့ရတယ်အဲ့ဒါကကိုလည်းလှူရှာဖို့အတွက်ကိုလည်းသူကဒီအထောက်ကူပေးတယ်ဒါဆိုရင်ကျန်းမာတယ်ပေါ့နော်ဘာလို့လဲတိုးလာစေလဲဆိုတော့သူက growth hormone ကိုလည်းတိုးလာစေတယ်ဒီအဲတိုးလာစေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီအရက်အမြင့်နဲ့ပတ်သက်လို့အထောက်ကူပြုမယ်ပေါ့နော် ရနဗလေးချအနေနဲ့ကကြတော့ကျွန်တော်ဒီယောဂလုပ်တာပေါ့နော်ယောဂကကြတော့သူကဒီ healthy living အတွက်ကိုဒီကျန်းမာမာနေနိုင်ဖို့အတွက်ကိုသူကအထောက်ကူပေးမယ်သူကနောက်တစ်ခုကကြတော့သူကဘာဖြစ်လဲဆိုတော့ဒီခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်လည်းသူကခန်းဖြစ်စေမယ်ပြီးရင်ဒီအတွေ့လက်ပတ်မှုလည်းကောင်းမယ်ပြီးရင် growth hormone တွေကိုလည်းဒီ threshold ကိုကူညီပေးတဲ့အတွက်ကြောင့်ကိုယ်ဒီအရေးရှိလာနိုင်တယ်ပေါ့နော်ဟုတ်ပြီ ံပါတ်5ချက်အနေနဲ့ကကြတော့ကိုယ့်ရဲ့ဒီ insulin level ပေါ့နော် insulin level ကိုနေနေအောင်ထားဖို့လိုရတယ်ပေါ့နော်ကိုကဒီမအိတ်ခင်တဲ့နာရီ3နာရီအတွင်းမှာအစာတွေစားလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ဒီကိုယ့်ရဲ့ဒီ insulin level ကတဖြည်းဖြည်းကိုအိတ်တဲ့အချိန်မှာ insulin level ကတအားတက်လာမယ်ပေါ့နော်တက်လာတဲ့အချိန်မှာကိုယ့်ရဲ့ဒီ growth hormone ကကြီးတော့မှုနှုန်းက အာရော့သွားမယ်ရော့သွားတဲ့ကြောင့်ကိုဒီအရက်ရှည်ဖို့အတွက်ကိုအထောက်ကူမပြုတော့ဘူးပေါ့နော်အဲ့တော့အတန်နိုင်ဆုံးကိုကဒီမအိတ်ခင်မှာအစားတော့တွေရန်စားတာမျိုးတွေအဲဒီမလုပ်ဖို့လိုရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တယ်ဆိုရင်ဒီ growth hormone production ကိုသူကအတားဆီးဖြစ်စေတယ်ပေါ့နော်အဲ့နံပါတ်6အနေနဲ့ကကြတော့ကျွန်တော်ဒီ loose weight ပေါ့နော်ဒီကိုလေးချိန်အောင်တက်နိုင်ဆုံးထိန်းဖို့လိုရတယ်ပေါ့နော်အဲ့တော့တအားကြီးဝလာလို့ရှင်ရင်သူကဒီ fatty acid သူ acid တွေထွက်မယ်နောက်တစ်ခုကကြတော့ ဘယ်လိုဖြစ်မလဲဆိုတော့ဒီ insulin level ကိုမထိန်းနိုင်အောင် insulin level တွေမြင့်လာမှာပေါ့เนาะအဲ့လိုမြင့်လာတဲ့အခါကျရင်ဒီ growth hormone ဒီ production ကိုဆိုရော့သွားစေတယ်လို့ပြောတယ်ပေါ့နော်ဒါနံပါတ်6ပေါ့ဟုတ်ပြီနံပါတ်9နေခွန်ချက်နေနေကကြတော့ကိုကဒီလမ်းလျှောက်တာပဲဖြစ်ဖြစ်ထိုင်းတာပဲဖြစ်ဖြစ်လုံနေတဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုဒီ posture ပေါ့နော်အဲ့ဒါကိုမမတ်လေးထားဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးအဲကိုကိုင်းနေတာမျိုးပြီးရင် လက်ပြင်ကုန်းနဲ့ပုံစံမျိုးလုပ်နေတာမျိုးတွေအဲ့လိုမျိုးကိုယ်ဝေးကြီးထားမယ်ဆိုရင်ကိုယ့်ရဲ့အရက်ရှည်တဲ့ပုံစံအချိုးစားအာမမှန်လားဘောနော်တချို့တွေကြတော့ဒီခန္ဓာကိုယ်ပိုစတာမှန်အောင်လို့ဆိုရင်လေကားနဲ့လေကားတက်စင်လောက်တာမျိုးတွေလုပ်လို့ရတယ်ဘောနော်ဒါကြတော့ပိုစတာမှန်အောင်လို့ဘောနော်အရက်ရှည်ဖို့အတွက်ဆိုရင်အဲအထောက်အကူဖြစ်စင်မှာဒီကုန်းကုန်းကြီးဒီလက်ပြင်ကုန်းတို့လိုပုံစံမျိုးကြီးနေနေမှာတက်ဆိုင်ရင်ကိုသွားတဲ့လာတဲ့ထိုင်တဲ့အခါမှာခန္ဓာကိုယ်ပိုစတာကိုတက်တက်မမတ်လေးထားဖို့လိုအပ်တယ်ပေါ့နော် ဟုတ်ပြီနံပါတ်၈ချက်အနေနဲ့ကကြတော့များများရည်ဖို့လိုရတယ်ပေါ့နော်ရည်ရည်ရဆိုတဲ့နေရာမှာလည်းအဲသူကရည်တဲ့ဆိုရင်သူကဒီ growth hormone တိုးတက်မှုကို87%လောက်အထိကိုသူကပို့ပြီးတော့များစေတယ်ပေါ့နော်ဒါရည်တယ်ဆိုတာလည်းကောင်းပါတယ်အဲအများအားပြုံးနေတဲ့ပုံစံမျိုးထားခြင်းအပြင်လည်းကိုကဒီကိုယ့်ရဲ့ဒီ growth hormone percent တွေကိုပို့ပြီးတော့လည်းမြင့်တက်ရရောက်လာမယ်နောက်တစ်ခုကကြတော့ အဲဝါဘနာဒီလိုမျိုးကိုယ်မောင်မြန်မြန်မြင်လာတာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့လေအဲခနာကိုအနေထားအရာလည်းပို့ပြီးတော့ဟိုကိုယ့်ရဲ့ဒီရုပ်ပိုင်းဆိုင်ရာ personality အရာလည်းကောင်းတယ်ပေါ့နော်ဒီခနာကိုရဲ့ဒီရက်ရှည်တဲ့နှုံးကိုလည်းသူကပို့ပြီးတော့မြင်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောရတဲ့အချက်လေးတွေကိုလိုက်လို့ကြည်မယ်ဆိုရင်လိုက်လို့ပြီးတော့စမ်းကြည့်မယ်ဆိုရင်ပေါ့နော်ဒီရက်ရှည်တဲ့နှုံးကိုနည်းနည်းလေးပို့ပြီးတော့မြင်လာစေမယ်လို့ယူပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်